ိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒုက္ခသည်စခန်းတွေကိုစာနေခါပံ့ပိုးပေးနေတဲ့နယ်စပ်အကူအညီပေးရေးညွန့်ပေါင်းအဖွဲ့ TBC ကဧပြီလကစပြီးတလကိုမြန်မာငွေကျပ်1000အောက်နဲ့ညီများတဲ့ထိုင်းဘတ်ငွေအထိ short ချခံလိုက်ရတာကြောင့်ဒုက္ခသည်စခန်းတွေနေထိုင်သူတွေအခက်အခဲတွေနဲ့ရင်ဆိုင်နေကြပါဗျ။မြစ်စင်ပေးပို့ထားပါရရှင်။ ိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဒုက္ခသည်စခန်းတွေကိုစာနယ်ရိက္ခာပံ့ပိုးနေတဲ့နယ်စပ်အကူအညီပေးရညွန်ပေါင်းအဖွဲ့ TBC ကဧပြီလကနေဇူလိုင်လအထိရိက္ခာထောက်ပတ်မှုအစီအစဉ်ကိုရှော့ချလိုက်တာဖြစ်ပါတယ်။ကီနီဒုက္ခသည်စခန်းအမှတ်၈စခန်းကော်မတီဥက္ကဋ္ဌမော်မိုးဘူးကတော့ဧပြီလ၁ရက်နေ့ကလေးကရှော့ချလိုက်တာဖြစ်ပြီးစာဝတ်နေရေးအတွက်အခက်အခဲတွေကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ကျမတို့စခန်းထဲမှာဆိုလို့ရှိရင်စံတတ်မှတ်ချက်ရှိတယ် အဲအဲ့ဒီစံတမချက်တဲမှာဆိုလို့ရှိအာလိုအာရမီတဆုနဲ့အထူးလိုအာရမီတဆုပြီးတော့မဟုတ်ကနကျွန်မပြောတဲ့ standard မီတဆုဆိုလို့ရှိရင်တမမီတဆုတွေပေါ့နော်ဆိုတော့အာ၃မျိုး၃စားတို့ခွဲခြားထားပေးတာတွေရှိတယ်ပေါ့ကျွန်တော်တို့ဒီတမမီတဆုကဒီငါးနှစ်အောက်ကအာ၆လကနေ၄နှစ်က53ပါပဲရတာပေါ့နော်ပြီးတော့မှဒီငါးနှစ်နဲ့အထက်ဆိုလို့ရှိရင်89ပါပဲဆိုတော့ကျွန်တော်တို့ဒီ 89ဘတ်နဲ့ဆန်တဘုံနဲ့လည်းမရတော့ဖြစ်နေတယ်မနော်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာနိုင်ငံတကာကူညီထောက်ပံ့ရေးအစီအစဉ်တွေရပ်ဆိုင်းမှုလက်မှတ်ထိုးအမိန့်ထုတ်လိုက်တာကြောင့်အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USA လက်အောက်လူသားချင်းစာနာအကူအညီပေးလုပ်ငန်းတွေတဲကတစ်ခုဖြစ်တဲ့အမေရိကန်ရဲ့ဒုက္ခသည်များကျန်းမာရေးအကူအညီပေးရေးအဖွဲ့ IRC ရဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကဇန်နဝါရီလကစတင်ရနာခဲ့တာပါ အခုတော့နေဆက်ကူညီပေးရေးညမောင်းအဖွဲ့ TBC ကရိတ်ခါထောက်ပံ့မှုအစီအစဉ်ကိုလျှော့ချလိုက်တာဖြစ်ပါတယ်။ဟောဒီကျမ်းမာရေးဝန်ဆောင်မှုပိုင်းကြတော့အခုတော်တို့အရေးပေါ်လူနာပဲဖြစ်စေဒီမြို့ထဲမှာသွားပြီးတော့ကုရမယ်ဆိုရင်ကိုရဲ့ကိုစိတ်နဲ့ကိုသွားကုနေရတာပေါ့နော်အဲအဲ့ဒီလူမျိုးသွားနေရတယ်ဒီစန္ဒရိတ်ခါပိုင်းရတော့ဒီကုနာစတော့ချပ်တဲ့အပိုင်းမှာဆိုရင်၃မျိုးခွဲထားတာရှိတယ် စန္ဒယကဝန်ဆောင်မှုပေးတဲ့အပိုင်းမှာကဆိုတော့ဒီ standard standard တွေကတော့ကို inner ဆို300တက်လက300ရရတဲ့ဟာတွေကအခု89ပတ်ပဲပြန်ရတော့ပေါ့ဆိုတော့ဒီတက်လက်အတွင်းမှာ89ပတ်ဆိုတော့ဘယ်လိုစားမလဲပေါ့အခုလိုစာနေဧကထောက်ပံ့မှုရှော့ချခံလိုက်ရတယ်လို့ဒုက္ခသည်တွေအနေနဲ့တက်တဲ့အထောက်အထားတွေမရှိတာကြောင့် အပြင်ထွက်ပြီးတရားဝင်လက်အလုံးလုတ်ကင်ွယ်မရှိတဲ့အတွက်ဒုက္ခသည်တွေဟာစိုးရိမ်နေကြပြီးအခက်ခဲစိန်ခေါ်မှုကြီးမားတယ်လို့ဆိုနေကြပါဗျ။အာကျမတို့ဒုက္ခသည်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အပြင်ထွက်လို့လည်းမရဘူးနော်တရားဝင်အပြင်တွားလှုပ်လို့လည်းအဆင်မပြေဘူးဖြစ်နေတယ်ပေါ့နော်။နောက်ပြီးမှကျမတို့အပြင်တွားမယ်ဆိုလို့ရှင်ဖန်ဆီးတွေနဲ့လည်းခံနေရတာပေါ့နော်။ဆိုတော့လက်ရှိအခြေအနေရလည်းပြင်တွေးကျမတို့ရဲ့နိုင်ငံပြင်တွေးမှလည်းအခြေအနေလည်းမကောင်းဖြစ်နေနေစင်နဲ့များ အပြစ်ခတ်ကြတာလေရင်ဘုံကျဲတာတွေလည်းဖြစ်နေကြကြတော့တကယ်အခက်ခဲတွေနဲ့အများကြီးစုံတွေ့နေရတာပေါ့ကျမတို့မှလည်းကိုလောက်နိုင်တဲ့စွမ်းရှိပေမဲ့လည်းပေါ့နော်ထုတ်ကနာပြောတဲ့ဒီဗာသက်တွေအထောက်ထားမှမရှိကြကြတော့ကျမတို့အတွဲတော်တော်လေးအခက်ခဲစိန်ခေါ်မှုကြီးတရားဖြစ်တယ်လို့ပဲပြောရမှာပေါ့ကီနီဒုက္ခတဲ့စခန်းအမှတ်1မှာတော့လက်ရှိအချိန်ထိစခန်းနေလူဦးရေ1062ယောက်ရှိပြီး TBC ရဲ့ထောက်ပံ့မှုတွေကိုစားသုံးနေတဲ့လူဦးရေကတော့8919ယောက်ရှိပါတယ်။ဒါအပြင် American ပြည်ထောင်စုကိုဒုက္ခသည်တွေရွှေ့ပြောင်းချေချနေထိုင်ခွင့်ပေးထားတဲ့ဒုက္ခသည်လက်ခံရေးအစီအစဉ်ကိုလည်း American သမ္မတ Donald Trump ကဇန်နဝါရီလ20ရက်နေ့ကဆိုင်းငံ့မှုလက်မှတ်ရေးထိုးအမိန့်ထုတ်ပြန်ထားပါတယ်။ဒုက္ခသည်လက်ခံရေးအစီအစဉ်က American ပြည်ထောင်စုရဲ့အကျိုးစီးပွားကို မထိခိုက်ဘူးဆိုရင်ဒီဆုံးဖြတ်ချက်ကိုပြန်ပြင်ပေးဖို့ရက်90အတွင်း အမိမြေလုံခြုံရေးဝန်ကြီးနဲ့နိုင်ငံခြားရေးဝန်ကြီးတို့တိုင်ပင်ပြီးသူ့ကို တင်ပြနိုင်တယ်လို့ညွှန်ကြားထားတာလည်းဖြစ်ပါတယ်။ကျမမြတ်သက်စင်ပါရှင်။